င်္ဂလာပါမင်းနီယူချင်တွေကနေအားလုံးကြိုဆိုပါရစေဆိုတော့ကျွန်တော်ကဒီကနေ့မှတော့လုံထိပ်မှရောက်နေတယ်အခုကျွန်တော်တို့ breaking news အနေနဲ့ hewi go ဖြစ်တက်လာတဲ့တည်တည်ပေါ်ရှိပါတယ်ဒါကတော့ fabrication မင်းတို့ကျွန်တော်တို့ report လုပ်လာတဲ့အခြေအနေတခုပေါ်ပြအကွန်ညာနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအခြေအနေကိုဆွေးနွေးတော့စာသမားတွေအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့အခုကျွန်တော်တို့ fabrication မင်းတို့က report လုပ်လာတဲ့အနေအထားတခုဆိုရင်ကျွန်တော်တို့ message နဲ့အတင်းကနေပြီးတော့ဥပါရတန်သေးတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့မတည့်ရဲ့ကိုညာကိုကျွန်တော်တို့ ဟိဝီကိုအဖြစ်ကစားသမားဖြစ်သူရောပါတဲ့တင်ရောကျွန်တော်တို့ယူနေတဲ့တင်ရောအကုန်လုံးအလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတယ်ဟိဝီကိုအဖြစ်ပေါ့ဗျာဒီကစားသမားဖြစ်သူကိုမန်ချက်စတာယူနေတဲ့အတင်က2030အပြင်နောက်တဲ့ထက်တိုးတစ်နှစ်နဲ့ခေါ်ယူတော့နိုင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ကစားသမားဖြစ်သူရဲ့အပြောင်းအချင်း of ခြေကိုနှစ်ဖက်အတင်ကမကြမီအချင်းတို့အတွင်းမှာကျွန်တော်ကြင်ညာဖို့ရှိနေဆိုပြီးတော့ဖာဗီဆိုမိုရိုကကျွန်တော်တီးပြပေးလာခဲ့တယ် ဆိုတော့ကျွန်တော်တို့ဒီ PKD video ဒီမှာလည်းဖော်ပြခဲ့တယ်လို့ပါပဲ United အသင်းကနေဒီကစားသမားဖြစ်သူကိုအသေးအံစ조사နေတာမကြာမီရပိုင်းတို့တော့မလို့ကျွန်တော်တို့ဒီတည်နေကတောက်လျှောက်ကိုတက်နေတာကျွန်တော်ရှိခဲ့တယ်အခုဆိုရင် Fabrizio Romano ကလည်းဒီ Hewi ကိုပြစ်ကျင်လာတယ်ဆိုတော့ဒီရပိုင်းတို့တော့မဟုတ်ပါဗျာကျွန်တော်တို့ဒီအင်္ဂါမောင်းရင်ဗုဒ္ဓူးနေ့လောက်မှဆိုရင်အသင်းဖက်ကရော Overden အသင်းဖက်ကရော Overjee ကျင်လာဖို့ရှိတယ် ဒါကကျွန်တော်တို့မေဆောင်နေတဲ့တေးတုတ်ကိုဝဲသက်သာတည်ငေါဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေတဲ့တင်းနဲ့လာမင်းရာတီမှာဆိုရင်ချန်ပြန်လဲဝင်မှုမရှိတဲ့အတွက်ကစားသမားခေါ်မှုအပိုင်းတွေမှာအင်အားအဲ့လိုတိမရှိဘူးဒါပေမဲ့လို့ကိုညာနေကကျွန်တော်တို့မေဆောင်နေတဲ့တင်းကိုပြောင်းလာဖို့အမေကန်ဖြစ်တော့ခဲ့ပြီဆိုတော့ဒါစိတ်ချရောက်တော့ပြီကစားသမားဖြစ်သူကိုပေးရှိရမယ်ကြောင်းရွှေ့ပေါ်ပြပေါင်းလျှောက်စင်းနေတဲ့သမား၅တဲဆိုပြီးတော့တည်ရှိထားတဲ့ အဲ့ဒီအပြောင်းရွှေ့မေကိုပေါ့ဗျာအလုံးရင်မဟုတ်ပြဲအရေးကြစနစ်နဲ့ကျွန်တော်ဘေးရှိကိုလည်းရှိနေတဲ့အတွက်ကျွန်တော်အတင်းတက်ကိုဒါကကောင်းတဲ့အချက်တစ်ခုပေါ့ဗျာဆိုတော့မဲဆောင်နေတဲ့အစ်နေနဲ့ပေါ့ဗျာလာမင်းညရဒီမှာကစားသမားခေါ်မှုအပိုင်းနေနဲ့ပထမပူဇော်ပေးပထမအဆုံးခေါ်ယူမေးတိုက်စီပိုင်းကစားသမားတယောက်ဖြစ်တဲ့ကစားသမားအနေနဲ့အထောင်စစ်စစ်မဟုတ်ဘူးဆိုပေမဲ့လို့ကျွန်တော်ဒီတောက်ပဲနေ right way ဖတ်တော့ပြလို့ရှိနေပဲတဲရောအထောင်တွေမှာလည်းကစားပြနေစေရှိတဲ့ player ဖြစ်တဲ့အတွက်ဒါကျွန်တော်အတင်းအတွက်ကို တကယ့်ကိုဒီခေါ်နိုင်ဖို့အင်မတန်လိုအပ်နေတဲ့နေရာတစ်ခုမှာအားပြေခဲ့တဲ့အခြေအနေတစ်ခုပေါ့ကျွန်တော်အသင့်အနေနဲ့ပေါ့ဗျာနေရာဒီအပြောင်းရှိမှဆိုရင်နောက်ထပ်ပြင်းမဲ့ထားနေတဲ့ကစားသမားတွေဘသူတွေရောက်လာမလဲဆိုတော့ကျွန်တော်ကြည့်ကြရမယ်လက်တော်အခြေအနေမှာတော့ကိုညာအနေနဲ့ဟူကြီးကိုဖြစ်တော်ခဲ့ပြီဆိုတော့ကျွန်တော်မနေ့ကပွဲစီမှာဆိုရင်မန်ချက်စတာယူနိုက်တက်အသင့်အနေနဲ့ပရီးမီယာလိဂ်ပွဲစီ30ကြိမ်အဖြစ်ဒီကိုရီအိုထရက်မှာအက်စတန်ဗီလာကိုကစားခဲ့တယ်ကိုရီက2-0နဲ့နိုင်ပြီးတော့ဂျာတီပိမ့်မှာ ကိုရဲ့ ultra ပေါ်မှာပြည်သက်တွေကိုလက်ခုပ်တီးနိုင်မဲ့အခွင့်အရေးတစ်ခုကိုကျွန်တော်ရရှိခဲ့တယ်။ဆိုတော့အတင်းကနေပြီးတော့ဗျာမင်းကဆိုရင်ကျွန်တော်လည်းနေမကောင်းတဲ့အတွက်ပွေးစီတချို့တဝဲဝဲကြည့်လိုက်တယ်။ပွေးပြီးသူပဲချက်လည်းမတင်ပြလိုက်ဘူး။မင်းကပွေးစီကိုကျွန်တော်ပြန်ပြီးတော့ကြည့်ရလို့ချင်းယူနေတဲ့အတင်းကနောက်ဆုံးပွေးစီမှာနိုင်ရရှိခဲ့တယ်။တိုးတော့ညာလည်းဘာမှမဖြစ်မလာတော့တာအစစ်စစ်ချောင်းမှာကျွန်တော်ရှိနေတယ်။ဆိုတော့နေပြအမ်မော်ရင်ကတင်းနဲ့ပတ်သက်ပြီးတော့သူ ဟိုကြော်ထားခဲ့တယ်နောက်ရာသီမှာဆိုရအကောင်းဆုံးသူလုတ်ပြမှာပေါ့ဗျအတင်းကိုပြလို့ရှိရင်သင်္ကားထွက်ကုန်ပဲကစားသမားတွေဆိုရင်လေဗီတာလင်ဒီတော့တို့ခရစ်စတီအေရစ်စင်တို့အဒီနေ့ပွေးစီမှာဆိုရစ်စတီအေရစ်စင်အနေနဲ့ပနဒီတဘိုးရတဲ့သူကဲတွင်းခဲ့တယ်ပြလို့ရှိရင်ကျွန်တော်တို့အာမေဒီယာတို့တဘိုးနှစ်ဘိုးနဲ့ကျွန်တော်တို့နိုင်ထားခဲ့တယ်ဆိုတော့အတင်းကပေါ့ဗျာလာမင်းတွေရဲ့ဒီမှာဘလို့လာမေးတော့မသိဘူးကျော်တော့အတင်းကလက်တလောအချင်းညီမတော့တိုင်ပက်နေတာတကိကိုစုပ်ပြက်တက်နေတာဒါကိုအဲမိုရဲအနေနဲ့နောက်ရဒီမှာဘလို့ တို့ပေးနိုင်မလဲအမ်မူရက်ကတော့အတိတ်တောင်ဝင်ရှိသူတွေကလုံဝကိုထောက်ခံမှုပေးတာတယ်လုံဝထွက်ခွာမှုမရှိတဲ့အတွက်သူဘလောက်ထိနောက်ရသည်မှာလုံပေးနိုင်မလဲဒီရတဲ့အချိန်မှာကတော့သူကဘာမောက်ကိုအပြောင်းရှင်းတဲ့ပတ်သက်ပြီးတော့လေလူခုံမှုတွေမရှိတဲ့အတွက်ထားလိုက်ပါတော့ကျွန်တော်မန်စတာနဲ့တဲ့အစ်နေနဲ့လာမယ့်ရသည်မှာဆိုရင်ဘလို့အချိန်တော့ဝရှိမလဲမင်းနစ်ချဲ့နေတယ်မှာတဲ့ကျွန်တော်ဒီခြေစမ်းဝေးအဖြစ်မလေးရှားနိုင်ငံမှာကစားဖို့ရှိနေတယ်။တို့မြန်မာနိုင်ငံကတိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့မော်မော်လင်ကလည်းမလေးရှားတင်တဲ့သူပါဝင်ပူးပေါင်းမှဖြစ်တဲ့အတွက် ျွန်တော်ဒီယူနိုက်တက်အသင်းနဲ့ကစားခွင့်ရှိမှာပေါ့ဗျာဆိုတော့စာသမားတို့ဒါကမေဆောင်နဲ့အသင်းနဲ့ဘိုင်ဒန်ဒီတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့မတည့်ရဲ့ကိုညာကိုဟွီဝီကိုအဖြစ်ခေါ်ယူခဲ့နိုင်ခဲ့တယ်ဆိုပြီးတော့ဖာဗီဇိုမနိုကရပိုးလောက်လာတဲ့ကစားသမားဖြစ်သူကိုပေါင်၆၀နဲ့တက်သမား၅၀နဲ့၆၃၀အထိခေါ်ယူနိုင်ခဲ့တယ်ဆိုပြီးတော့သူဖော်ပြလာတဲ့အနေအထားတခုကိုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကလုံထင်းမှာရောက်နေတဲ့အတွက်ဗီဒီယိုကိုဖြစ်သလို တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ကြည့်အားပေးတဲ့ညီကိုတူတယောက်စီတိုင်းကျေးဇူးများတင်ပါတယ် subscribe လေးတွေမလိုပါသေးဒီ channel လေးကို subscribe လုပ်ခဲ့ပြီးတော့ကျွန်တော်တောက်ဆိုပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများတင်ပါတယ်